မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ9ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းတန့်ဆယ်မြို့နယ်ရွာတိရွာဖုန်ကြီးကျောင်းမှာတဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကို drone နဲ့ဘုံကျဲတိုက်ခိုက်ရာ6ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ31ရက်နေ့ညနေပိုင်းမှာတန့်ဆယ်မြို့အနောက်ဘက်တမိုင်ကန်အကွာမှာရှိတဲ့ရွာတိဝါရငယ်ကျေးရွာဖုန်ကြီးကျောင်းမှာတဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ပြူစောတိပူပေါင်းစစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့က drone နဲ့ဘုံသီး6လုံးကျဲချတိုက်ခိုက်ခဲ့ရာ ပြူစောတိခေါင်းဆောင်ညွန့်ခိုင်အပါဝင်စစ်ကောင်စီတပ်သား6ဦးတေဆုံးခဲ့တယ်လို့သိရပါတယ်။တေဆုံးသွားတဲ့ပြူစောတိခေါင်းဆောင်ညွန့်ခိုင်ဟာတန့်စင်မြို့နယ်ကာပေါင်းကျရွာသားဖြစ်ပြီးတော့2021ခုနှစ်အစောပိုင်းကာလမှာအကြမ်းဖက်စစ်ကောင်စီထံမှသတင်းပေးဒလန်လုတ်ကကြေးရွာကနေထွက်ပြေးတိမ်းရှောင်သွားပြီးတော့ကံဘလူမြို့နယ်ပြူစောတိခေါင်းဆောင်ဝါတော်ဝနဲ့ပူးပေါင်းကတန့်စင်မြို့နယ်အရှိချမ်း မူးမြစ်ကံပေးကျေးရွာများကိုပြူစောတိအင်အားတောင်းတင်းလာစေရန်စီယုံလှုပ်ဆောင်နေသူဖြစ်ကြောင်းသိရှိရပါတယ်။ပြူစောတိခေါင်းဆောင်ညွန့်ခိုင်ဟာတန်ဆယ်မျိုးနယ်နဲ့ကံပလူမျိုးနယ်အဆက်ကပဲကျေးရွာမှာအခြေချကအကြမ်းဖက်စစ်ကောင်စီရဲ့နေမြေရှင်းလေးစစ်ကြောင်းနဲ့အတူလိုက်ပါလိရှိပြီးတော့နေအိမ်များကိုမိရှုခြင်းစစ်ဆောင်ပြည်သူများကိုဖမ်းဆီးတပ်ဖြတ်ခြင်းပစ္စည်းများကိုလူယူခြင်းစတာတွေကိုကျူးလွန်သူဖြစ်ကြောင်း Infinity Group ကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်။၎င်းတိုက်ခိုက်မှုကို P2P P2P Drone အဖွဲ့ PRS LDF နဲ့ တန့်ဆယ်မြို့နယ်အခြေစိုက်ရွှေဘိုခရိုင်တိုင်ရင်တဆယ်တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အာနာသိန်းအကြံဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကနိုင်ငံတော်မှာဖြစ်ပွားနေတဲ့ခုခံတော်လှန်ရေးနဲ့ပတ်သက်ပြီးတော့ပြည်သူလူထုဟာအရေးနေနေအခက်ချိုးချိုးအကြံဖက်အဖြတ်သမားတွေလို့စစ်ကောင်စီအစည်းအဝေးမှာပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ် နေပြည်တော်မှာဇော်လ9ရက်နေ့ကပြုလုပ်တဲ့စီကောင်စီရဲ့အစည်းအဝေး3မြေဆောင်2024မှာနိုင်ငံတော်မှာဖြစ်ပွားနေတဲ့ခုခံတော်လှန်စစ်ကိုသက်ဆိုင်ရာဒေသခံပြည်သူများကလှုံ့ဆော်နေခြင်းဖြစ်ပြီး၎င်းတို့ဟာမိမိဒေသကိုဖျက်ဆီးနေတဲ့အရေးနေနေအခက်ချိုးချိုးပြုလုပ်နေသူများဖြစ်ကြောင်းအကြမ်းဖက်စစ်ကောင်ဆောင်ကထည့်သွင်းပြောဆိုခဲ့တယ်လို့သိရပါတယ်။ဒီလိုစကားမျိုးကိုမင်းအောင်လှိုင်ပြောတာကတော့ပြည်သူကိုအတော်လေးကိုစော်ကားရရောက်ပါတယ်။သူ့ရဲ့စိတ်ရင်းကိုဖော်ပြလိုက်တယ်လို့ပါပဲ။ပြည်သူကြွေးတဲ့ထမင်းကိုစားနေတဲ့သူတယောက်အနေနဲ့ဒီစကားမျိုးမအောင်နိုင်မဲနဲ့ထွက်လာတာ ရူးဆိုင်ရမှာတခုတော့ရှိတယ်သူ့ရဲ့ like and don't တွေကပို့ပြီးတော့အတင့်ရဲလာပါကိုပဲလို့ CDM ဗိုလ်ကြီးစင်ရောကပြောကြားထားပါဗျ။ဒါအပြင်စစ်ကောင်စီအဖွဲ့ဝင်များအနေနဲ့လည်းရောက်ရာဒေတာများမှာအဲ့ဒီအချက်ကိုပြည်သူလူထုသဘောပေါက်နားလည်အောင်စီယုံပြောဆိုရန်နဲ့၎င်းတို့အနေနဲ့စီကံပြေးွားတဲ့ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်တည်ဆောက်ရေးအတွက်ဆောင်ရွက်လျက်ရှိကြောင်းမင်းအောင်လှိုင်ကပြောဆိုခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးမင်းအောင်လှိုင်ကစွပ်စွဲပြောဆိုနေတော့လဲအာနာသိမ့်ပြီးခြင်းကစပြီးတော့ပြီးခဲ့တဲ့ဇွန်လ9ရက်နေ့အထိစစ်ကောင်စီတက်တဲ့၎င်းတို့ရဲ့လက်ပါစီများကြောင့်ဒီမိုကရေစီရိတ်လှရှားသူများနဲ့ပြည်သူစုစုပေါင်း9240ဦးသေဆုံးခဲ့ရပြီးတော့မတရားသဖြင့်ဖမ်းဆီးခံရသူ26838ဦးထိရှိလာကြောင်းနိုင်ငံရေးအကျဉ်းသားများကကိုကြီးစောင့်ရှောက်ရေးအသင်း AAPP ကထုတ်ပြန်ထားပါတယ်။ ။ပေကြပေါ့ခုထက်ပိုပြီးတော့ပြင်းထန်အောင်လုပ်မယ်အနေထားပေါ့။ဒါပေမဲ့ဒီထက်လည်းလုံစီရလက်နဲ့ရောဗျူဟာရောကုန်နေပါပြီ။ဒါထက်ပိုပြီးလုပ်လို့ရသေးတယ်လို့ချိန်ချောက်ထားတာပါ။တကယ်တော့မရှိတော့ပါဘူးလို့စီဒီယံဘိုးကြီးစင်ရောကပြောဆိုထားပါရယ်။အာနာသိမ့်ပြီးတဲ့နောက်မှာအကြံဖတ်စစ်ကောင်စီရဲ့အစုလိုက်အပြုံလိုက်တပ်ဖြတ်မှုဟာ ပြီးခဲ့တဲ့2022ခုနှစ်မေလ1ရက်နေ့ကနေအခု2024ခုနှစ်မေလ15ရက်နေ့အထိနှစ်နှစ်ကျော်ကာလအတွင်းမှာတိုင်းနယ်ပြည်နယ်အသီးသီးမှာရှိတဲ့မြို့နယ်ပေါင်း64မြို့နယ်မှာ154မြို့အထိရှိလာပြီးတော့အရက်သားပြည်သူ1500ဝန်းကျင်သေဆုံးခဲ့ရကြောင်း စီရေးပရိပခများကိုလေ့လာစောင့်ကြည့်နေတဲ့ BNI မြန်မာ Peace Monitor ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်စစ်ကောင်စီရဲ့အစုလိုက်အပြုံလိုက်တပ်ဖြတ်ခံရမှုဖြစ်စဉ်များအတွဲမှာအရဲသား1446ဦးထိတေဆုံးခဲ့ရပြီးတော့အဲ့ဒီတဲကမှသခိုင်းနဲ့ရခိုင်မှာအများဆုံးဖြစ်ကအရဲသားများကိုတိုက်ရိုက်ဥတီဖမ်းဆီးတပ်ဖြတ်မှုဟာလဲ86ဦးအထိရှိလာပြီးတော့အစုလိုက်အပြုံလိုက်တပ်ဖြတ်မှုရဲ့90ရာခိုင်နှုန်းနီးပါးရှိလာကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုး update ဖြစ်နေတဲ့သတင်းများကိုတင်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့ channel က warning ထိထားတဲ့အတွက်နေ့စဉ်သတင်းများကိုကျွန်တော်ရဲ့ channel အသစ်ဖြစ်တဲ့ Revolut Burma News Channel မှာဆက်လက်ပြီးတော့တင်ဆက်ပေးသွားပါမယ်ခင်ဗျာမြေပြင်ရဲဘော်တွေနဲ့စစ်ပေးဆောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူကြီးမင်းတို့အနေနဲ့အလွန်ငွေထည့်စရာမလိုပဲ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့ကူညီပေးကြဖို့ကိုမြတ်တာရက်ခံတောင်းဆိုလိုက်ပါရစေခင်ဗျာအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ် ဆက်လက်ပြီးတင်ဆက်ပေးရမယ်သတင်းကတော့ AOD တိုင်းကနေတာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှုအဖြစ်နဲ့ပြောင်းရွှေ့လာတဲ့ Master Chef မြန်မာမှာနာမည်ကြီးလာတဲ့မအေးအေးသိရဲ့ခင်ဗောဦးမင်းကိုဟာ6လအတွင်းမှာတာချီလိတ်မြို့နယ်အတွင်းမှာမြေဂရန်ထုတ်ပေးတာလဲဖို့မြေတွေကိုဂရန်ထုတ်ပေးတာကားတင်သွင်းခွင့်ပြုတာအပါအဝင်တရားမဝင်လုပ်ငန်းပေါင်းစုံကထိုင်းဘက်ငွေတန်းကို10နဲ့ချီပြီးတော့လက်စားထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် တာချီလေးမျိုးနဲ့ဟောင်းလေးရက်ကွက်အတွင်းကလယ်မြေတွေကိုအကွက်ရိုက်ပြီးတော့လူနေအိမ်ဆောင်နေတဲ့မြေခွက်တွေအပါအဝင်တာချီလေးခရိုင်အတွင်းမြေကရန်ထုတ်ပေးတာတွေကနေပြီးတော့ဘန်းငွေတန်းပေါင်းများစွာကိုလက်စားထားပြီးမြေကရန်ရဖို့အတွက်တကွက်ကိုဘတ်ကောင်းကနန်းကနေပြီးတော့နေရာကောင်းတဲ့မြေခွက်ဆိုရင်ဘတ်၅သိန်းအထိပေးရတယ်လို့အိမ်ချမ်းမြေပွဲစားတွေနဲ့နှိစက်တဲ့သတင်းရင်းမြစ်ကပြောဆိုထားပါတယ်တာချီလေးကတထေးတွေပွဲစားတွေကခရိုင်အုပ်ချုပ်ရေးမှုအသစ်မပြောင်းလာခင်ကတည်းကပတ်စံအိတ်လေးကင်ပြီးတော့ကြိုပြီးဂါရဝပြုတ်နေကြတာ အပြောင်းအမိန့်အော်ရာကြကလေးကပဲလို့သူကပြောဆိုခဲ့ပါတယ်။ခရိုင်အုတ်ချုပ်ရင်းမှုဦးမင်းကိုတာချီလိမ့်မျိုးမရောက်ခင်မှာပဲမြေဂရန်ပေးမိန့်လေးထုတ်ဖို့မြေပွဲစားမြေခရိုနီတွေဟာငွေလုံလေးတွေကိုပိုက်တန်းစီစောင့်ဆိုင်းခဲ့ကြသလိုခေအဆက်ဆက်ကခိုးကြောင်ခိုးဝက်နဲ့လဲမြေတွေတဲကိုအကွက်ရိုက်မြို့ကွက်တစ်ဖော်တဲ့လုပ်ငန်းတွေဟာတောင်မြေတွေကိုဖြိုပြီးတော့နေ့စဉ်ကားအစီးရေတထောင်လောက်နဲ့ မြေဖို့နေကြတာဟာပွဲတော်ကြီးလိုပဲလို့ဒေသခံတအုပ်ကပြောဆိုထားပါတယ်။လေခွက်အတွင်းမြေဖို့လိုက်ပါကမြေခွက်တစ်ခွက်ကိုဗတ်သိန်းနဲ့ချီပေးရတာဖြစ်ပြီးတော့ဥမင်းကိုစီတိုက်ရိုက်ပေးရတာမဟုတ်ပဲစရေးကနေတစ်ဆင့်ငွေပေးရတာလို့အဲ့ဒီဒေသခံကပြောဆိုခဲ့ပါတယ်။မြို့ပေါ်မှာအများပြည်သူပိုင်တဲ့မြေဆိုလို့တင်းချိုင်းမြေတောင်မကြံတော့လောက်အောင်နမယ်ရီဖောက်ကြတယ်လို့လေသမားတွေစီကနေအောက်ဈေးနဲ့လမ်းမြေတွေကိုနှိုက်ဝယ်ပြီးရင် grant အမြီပေါက်ဖြစ်သွားတာ ဘလို့တကူတွေနဲ့များဥပဒေတွေကိုပြောင်းလဲလိုက်လဲမသိနိုင်အောင်ပါပဲလို့ဒေသခံတွေကပြောဆိုနေကြပါတယ်။ဒါအပြင်ချစ်ချည်ရေးတရားပေါ်ကတရားမဝင်ကုံသွင်းတဲ့လုပ်ငန်းရှင်တွေစီကလည်းလက်စင်အလိုက်လက်ငွေတွေရယူနေပြီးတော့ပြည်내ပြည်ထောင်စုအဆက်ဝင်ကြီးတွေ လူကြီးတွေလာရင်လဲခေါင်းဆက်အမျိုးမျိုးနဲ့အလူခံထဲဝင်ရတယ်လို့အဲ့ဒီလုပ်ငန်းတွေနဲ့နှိစက်တဲ့သတင်းအရင်းမြစ်ကပြောဆိုထားပါတယ်တာချီလိုက်ခရိုင်အတွင်းမှာတရားမဝင်အလုပ်တွေဖြစ်တဲ့ရွှေတူးဖော်မှုတတ်တူတူးဖော်မှုနဲ့လိုင်စင်မဲ့ကားသွင်းတဲ့လုပ်ငန်းတွေကလည်းနှီးအမျိုးမျိုးနဲ့လက်ငွေတွေရယူနေတယ်လို့အဲ့ဒီသတင်းအရင်းမြစ်ကပြောပြခဲ့ပါတယ်ဒေသခံတိုင်းရင်းသားတွေကတော့တရက်ကိုဘတ်300ဝင်ဖို့မနေ့ရုံးကန်နေရတဲ့အချိန်မှာတရုတ်လူမျိုးတွေနဲ့အာဂရိလုပ်ငန်းပေါင်းစုံကနေ ခရိုင်အုပ်ချုပ်ရေးမှုလို့လူတစုကတော့ KTV မှာတရက်ကိုဘတ်သိန်းခန်းအထိကိုဖြုံးသုံးနေတာကိုတွေ့နေရတယ်လို့ဒေသခံတွေကပြောပါတယ်။တာချီလိမ့်မျိုးက KTV တွေဟာတခန်းကိုဘတ်တောင်းခန်းကနေညာလုံးဘက်ကိုဘတ်နှစ်သိန်းနီးပါးအထိကုန်ကြတဲ့အခန်းတွေရှိပါတယ်။ခရိုင်အုပ်ချုပ်ရေးမှုဦးမင်းကိုရဲ့ဇနီးဟာပြည်တွင်းမှာနာမည်ကြီးနေတဲ့ TV အစီအစဉ်တစ်ခုဖြစ်တဲ့ Master Chef အစီအစဉ်မှာနာမည်ရလာတဲ့သူမအေးအေးသိန်းဖြစ်ပြီးတော့ဦးမင်းကိုတာချီလိမ့်ခရိုင်မှာတာဝန်ထမ်းဆောင်လို့6လမပြည့်ခင်မှာပဲ တိုင်းခွန်တောင်းတဲ့အင်ဂျီတလုံးရန်ကုန်မြို့ပေါ်မှာဆောက်လုပ်ပြီးစီးသွားခဲ့တာပဲဖြစ်ပါတယ်အဲ့ဒီအင်ကိုဆောက်လုပ်ပြီးစီးကြောင်းမေလာအတွင်းမှာသတင်းတွေပြန့်နှံ့လာတာဖြစ်ပြီးတော့အဲ့ဒီအချိန်ဟာဥမင်းကိုတာချီလိတ်ခရိုင်အုတ်ချုပ်ရေးမှုအဖြစ်နဲ့တာဝန်ထမ်းဆောင်ပြီး၅လအကြာမှာဖြစ်ပါတယ် ်လူမှုကွယ်ရေးတချို့မှာတော့မအေးအေးသိမ့်ရဲ့ချွေးနှဲစာစစ်စစ်နဲ့စောက်လုပ်ထားတာလို့ဖော်ပြထားတာကိုတွေ့ခဲ့ရပါတယ်။ဦးမင်းကိုနဲ့မအေးအေးသိမ့်မှာတာတူးသမီးတူးရှိပြီးတော့ Facebook ပေါ်မှာနာမည်ကြီးနေတဲ့မအေးအေးသိမ့်ဟာသူ့ရဲ့လူမှုကွယ်ရေးပေါ်မှာတော့သူ့ယောက်ျားအကြောင်းနဲ့ဓာတ်ပုံတွေကိုလုံးဝဖော်ပြထားခြင်းမရှိဘူးလို့သိရပါတယ်။တာချီလေးမျိုးမှာအရင်ကတာဝန်ကျသွားတဲ့ဗျူဟာမှုဘုံမှုကြုံမင်းမင်းထွန်းဟာလည်းအခုလိုမျိုးလက်စားတဲ့နေရာမှာနာမည်ကြီးခဲ့ပြီးတော့ပြီးခဲ့တဲ့လပိုင်းအတွင်းကရခိုင်ပြည်နယ်အတွင်းကတိုက်ပွဲမှာသေဆုံးသွားခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဩငါမတော့မိုးဝင်းကားရောက်ပြီချမ်းသာလာတယ်တဲ့နော်ဖီလိုမဆက်လက်ပြီးတင်ဆက်ပေးရမယ်တရင်ကတော့မန္တလေးတိုင်းနထိုးကြီးမြို့နယ်မှာတော်လိုင်းတပ်ဖွဲ့များနဲ့အကြမ်းဖက်စစ်ကောင်စီတပ်တို့တိုက်ပွဲဖြစ်ပွားနေပြီးတော့ဖောင်ချင်းရွာကိုစစ်ကောင်စီကထပ်မံမိရှုဖျက်ဆီးနေတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်ဇွန်လ10ရက်နေ့မနက်ပိုင်းကစတင်ကနထိုးကြီးမြို့နယ်စူးဖြူကုန်းရွာမှာတော်လိုက်တပ်ဖွဲ့များနဲ့အကြမ်းဖက်စစ်ကောင်စီတို့တိုက်ပွဲဖြစ်ပွားနေပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်ကဖောင်ချင်းရွာကိုထပ်မံပြီးတော့မိရှုဖျက်ဆီးလျက်ရှိတယ်လို့သိရပါဗျ။ဒီနေ့ စူးဖြူကုန်းရွာမှာတိုက်ပွဲဖြစ်နေတယ်တိုက်ပွဲဖြစ်စဉ်အသေးစိတ်တော့မသိရသေးဘူးဖောင်ချင်းရွာကိုလည်းစစ်ခွေးတွေကမိထက်ရှုပ်နေတယ်မနက်ကလေးကရှုပ်နေတာအခုချိန်ထိပဲရွာကတော့ပျက်စီးဆုံးရှုံးမှုများနိုင်တယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်ဇွန်လ6ရက်နေ့မှာနထိုးကြီးမြို့နယ်အတွင်းစစ်ကြောင်းထိုးနေတယ်အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတော်လိုင်းတပ်ဖွဲ့များကလမ်းတလျှောက်လိုက်လံတိုက်ခိုက်ခဲ့ခြင်းကြောင့်အကြမ်းဖက်စစ်ကောင်စီတပ်သားများကနဘူးတော်တောင်ရွာနဘူးတော်မြောက်ရွာဖောင်ချင်းရွာနဲ့အကြီးကုန်းကျေးရွာတို့ကိုမိရှို့ဖျက်ဆီးခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ